အောက်ဆောင်ကလိုင်းကိုအတိနဲ့ဒီတစ်ခေါက်တော့ပြောင်ဘူးမုံဖတ်ထုတ်လေးလှူစားပြစ်ပါတယ်ကြည်ပြီးတော့လှူစားကြည့်ကြအောင်နော်အရန်စားလို့ကောင်းပါတယ်အရင်ဆုံးတော့ပြောင်းမှုအစိမ်းတွေကိုခြွေထားမယ်ပြောင်းမှုဖတ်တွေကိုတေချာလေးခွာပြီးတော့တရွက်ချင်းရေးဆေးထားမယ်ဒီလိုကြိတ်မယ်ဆိုတော့အရင် တော့ခြေလည်းထိတော့မရဘူးပေါ့နော်ရသလောက်လေးချိန်လိုက်တယ်ပြီးတော့ပို့ပြီးတော့ဆိတ်အောင်လို့ no mode ထည့်ပါတယ် no mode ကမထည့်လည်းရပါတယ်ကျွန်တော်ကတော့ဒီ note ဆိတ်နဲ့ရတာလေးပအောင်လို့ပါပြီးတော့ဆံမုံလေးအနှဲငယ်ထည့်တယ်အဆံမုံကတော့လည်းဟိုအနှဲများတော့ကိုကြိုက်သလောက်ထည့်ပါတော့ကျွန်တော်ကတော့ပြောင်းဖို့အနှံ့နေပျောက်သွားပြီးပြောင်းဖို့ရတာပျောက်မှဆိုလို့ဆံမုံနည်းနည်းပဲထည့်ပါတယ်ပြီးတော့နည်းနည်းလေးစီစီလေးဖြစ်အောင်လို့အဲပြောင်းမှုကောင်းမှုလေးနည်းနည်း ထည့်ပါတယ်။ပြီးရင်တော့စားနဲ့တကြားနဲ့အချိုကြရင်တော့တကြားမများထည့်ပေါ့။တချို့လဲအုံးနှုတ်နဲ့လုပ်တယ်နော်။နွားနှုတ်နဲ့လုပ်တာလည်းရှိတယ်။ကျွန်တော်ကတော့နွားနှုတ်ရောအုံးနှုတ်ရောမရှိတော့ဒီမှာအဲနှုတ်မုံနဲ့ထည့်လိုက်တယ်။ဘာမှမထည့်ပဲနဲ့ဆံမုံနဲ့ဆိုလဲကောင်းပါလေ။ဆိုရေထည့်စရာမလိုဘူး။နေနေနဲ့ပဲသူကသူဒီလိုမျိုးအနေထားလေးရပါရဲ့ပေါ့နော်။အရန်အဲပြ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 လည်းမဟုတ်ဘူးမှာလည်းမဟုတ်ရအောင်ပေါ့ပြီးတော့အိတ်မကတ်အောင်လို့ကျွန်တော်စီရင် ထက်ထဲပါတယ်။ဒါကတော့ကျွန်တော်တို့ဒီပြောင်းမှုရွက်လေးနဲ့ပဲเนาะပြောင်းမှုဖက်လို့ခေါ်ပါမှာเนาะ။အဲဒီပြောင်းမှုဖက်လေးနဲ့ပဲတထုပ်တထုပ်လေးထုတ်လိုက်ပါမယ်။ဒါထုတ်တဲ့နည်းကတော့မျိုးစုံရှိပေမဲ့အဲဒါအလွယ်ဆုံးနည်းပေါ့။ဟိုရှိရှိလေးထုတ်လိုက်ရတယ်၊တွေးကန်ထုတ်လိုက်ရတယ်ပေါ့နော်။ဒါကတော့အလွယ်ဆုံးနည်းပဲထုတ်လိုက်ပါမယ်။ပြောင်းမှုဖက်လေးနဲ့အဲပေါင်းလိုက်တဲ့အတွက်ကြောင့်မလို့ ဒီပြောင်းဘူးနဲ့ရောဖက်နဲ့တင်တင်လေးရောဆိုတော့ပို့ပြီးတော့မွေးပြီးတော့ပို့ပြီးတော့စားလို့ကောင်းပါတယ်ပြောင်းဖူး15ဖူးကိုဒီလိုပန်းတဝက်ကြကြော်လောက်ရပါတယ်။အဲအကုန်လုံးစီးသွားပြီဆိုရင်တော့ဒါကတော့ပေါင်းမယ်။ပေါင်းဦးကတော့ အဲကြိုက်တဲ့ကိုပေါင်းဝင်တဲ့ပေါင်းလို့ရတယ်။လျှက်စစ်ပေါင်းအနီလေးတွေရှိရင်လည်းအဲ့ဒါပေါင်းလို့ရတယ်နော်။နာယူဝတ်တော့မဟုတ်45မိနစ်လောက်ပေါင်းပါနော်။ကျွန်တော်ကအချိန်တိကျမသိဘူး။ကျွန်တော်တခုဖွင့်ကြည့်လိုက်တယ်စားလို့ရပြီ။အဲစိတ်နဲ့ပျောက်သွားပြီးရတာကောင်းသွားပြီဆိုတာနဲ့ကျွန်တော်ကတော့ပေါင်းတာကိုရက်လိုက်ပါတယ်။အဲဒီမှာဖွင့်ကြည့်လိုက်ပါတယ်။ဒါကတော့အေးမှဖွင့်တာနော်။အကယ်၍ဟိုပူတော့ကဖွင့်လို့ရှိရင်တော့နည်းနည်းလေးပျော့ပျော့လေးဖြစ်တယ်။ အေးွားတဲ့အချိန်မှာနွနွေးလေးပေါ့နော်အဲ့ဒီအချိန်ကတော့အဲအဲ့လိုအတုံးလိုက်လေးနဲ့အရသာရောအနံ့ရော texture ပေါ့နော်ဒီစားလိုက်တဲ့အပြော့အမှန်လေးရောအနေတော်လေးဖြစ်ပါတယ်ခုနနေတဲ့အနေထားလောက်ဆိုရင်တော့ဒီလိုမျိုးအရသာဒီလိုမျိုးအအပြော့အမှန်လေးရပါတယ်ပြောင်းမှုကိမ့်မုံလို့လို့ပါလို့ပေါ့နော်အရသာလေးရတယ်ကျွန်တော်ကတော့အချိုပေါ်ထားတဲ့အတွက်အစိမ့်ဘက်ကိုသွားတယ်အချိုကျရင်တော့ချူချူလေးလောက်ပါစကုန်းစတာ